အကြောင်းရင်းတစ်ခုကြောင့်ကိုဝင်ရှိလာနဲ့ဆန်အိတ်ထန်းနေရတဲ့မတူတူမွန်ရဲ့ဘဝအမုံကိုဝင်ဆောင်မိခင်ဖြစ်နေပေမယ့်စိတ်ကမ်းမှာဆန်အိတ်ထန်းနေရတာကတော့မတူတူမွန်မှာ အလုံးသိကြတဲ့အတိုင်းကိုဝင်ဆောင်မိခင်ဆိုတာကအလေးပင်မဖို့မပြောနဲ့ထိုင်လိုက်ထားလိုက်ရင်တောင်းတတိထားရတာပါဒါပေမဲ့မတူတူမွန်ကတော့ဘိုက်ထဲမှာ၈လလောက်ကိုဝင်အရင်မှရှိနေရတောင်းစံအေးကြီးကိုထန်းကကုလီသမားအဖြစ်ဘဝရက်တည်နေပါတယ်စံအေးတိတ်ကိုတာမယောက်ျားရင်းမှကြီးတယောက်တောင်မှမဖို့မလွယ်ပါဘူးဒါပေမဲ့လည်းမတူတူမွန်ကတော့တနေ့ကိုတာလီ32ခါရအောင်စံအေးတွေကိုထန်းကဝင်ဝေရှာဖွေနေရပါတယ်ဒါကြောင့်လည်းအလုံးကသနာကယူနာတက်ပြီးရင်ခွဲရပါတယ် အထူးသဖြင့်တော့မင်းကလေးတဘာဝကိုဝင်ဆောင်နေခြင်းပင်မန်းစွာနဲ့အလုံးလုံးရတဲ့ပုံမှာအားလုံးကရင်ခွဲရပါတယ် မတူတူမဟာအပြင်မှာကလေး6ယောက်ရထားတယ်လို့ဘိုက်ထဲမှာလည်းကလေးတစ်ယောက်ရှိနေရဖြစ်ပါတယ်။မတူတူမကတော့ကုံမထမ်းရင်ကလေး6ယောက်နဲ့သူမတို့ဇနီးမောင်နှံစားဝတ်နေရင်မပြေလည်ရကြောင်းကိုဝင်ကြီးနဲ့ကုံထမ်းရတာပါလို့ဆိုပါတယ်။မတူတူမရခင်ပုံဖြစ်သူကိုထွန်းထွန်းကလည်းအလုံးလုံးပေမဲ့လင်မယားနှစ်ယောက်စားဝတ်နေရင်လိုက်မမီလို့မတူတူမတယောက်ကပါကုံထမ်းရတာဖြစ်ပါတယ်။ကလေးမွေးရဲ့နီးလာရင်တော့မထမ်းတော့ဘဲနဲ့အနားယူမှာပါလို့ပြောခဲ့ရပါအခုချိန်မှာတော့ကလေးမွေးဖွားစရိတ်ရဖို့စံအိတ်ထမ်းနေရတာပဲဖြစ်ပါတယ်။လူတွေကတော့မတူတူမ ကိုတနာကယူနာတတ်ကြသလိုကလေးတပြွတ်ပြွတ်နဲ့ယူလို့လည်းစိတ်ဆိုးကြတာပါ မတော်တော်မွန်နေနဲ့သားဆက်ချတဲ့လိုအကျော်ထောင်နဲ့ခင်မုန်းကိုလည်းစိတ်ဆိုးလျက်ရှိကြတာပဲဖြစ်ပါရဲ့ရှင်။